ဟုတ်ကဲ့မင်္ဂလာပါ welcome နိုင်မှာအားလုံးကိုကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီမနက်ပိုင်းကတော့ဒီကျော်ရှော်ပိုင်းရဲ့အကြောင်းပထမပိုင်းကိုကျွန်တော်ပြောပြပြီးပါပြီဖြစ်ပါတယ်နောက်ဆိုရင်အခုတော့ဒုတိယပိုင်းဖြစ်မှာပါဘာလို့ဆိုရင်ပြောစရာတွေအများကြီးများနေလို့ပါတမလား interview တွေရောပြီးတော့ဒီပွဲထဲမှာဖြစ်ပျက်ခဲ့တဲ့အရာတွေရောကျော်ရှော်ပိုင်းပြန်လည်ပြောပြထားတဲ့ဟာတွေပေါ့နော်အရာတွေကိုကျွန်တော်ပြောပြပါမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ပွဲပြီးတဲ့အချိန်မှာကျော်ရှော်ပိုင်းက face off လုပ်ရတယ်အဲ့ဒါကလက်ရှိ champion Alexander Pantoja နဲ့ face off လုပ်ရတာဖြစ်ပါတယ်။ပြီးတော့မှအကွင်းထဲမှာပဲ Alexander Pantoja ကတကယ်ကိုကောင်းတဲ့ fighter တစ်ယောက်ပါ။ champion ကြီးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ Joshua Ban နဲ့အတူတခါမှမရင်ဆိုင်ဖူးသေးပါဘူးဆိုပြီးတော့ Joshua Ban ကလေးတိုက်ပေါ်တာဖြစ်ပါတယ်။အဲ့တော့ Alexander Pantoja ဘက်ကလည်း Joshua Ban ကိုဒီ lesson နှုတ်ဆက်တယ်၊ဖတ်တယ်၊လုံးဝ respect ပြည့်ပေးတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရပါတယ်။ဒါကတော့အကြောင်းရှိပါတယ်။ တခြားဖိတ်တိုင်းနဲ့လုံးဝမတူဘူး Anderson ဖန်တို့ကြားကကျော်ရှော်ပန်ကိုဘာလို့အဲ့လိုမျိုး respect ပေးတယ်လဲဆိုတာအကြောင်းရှိပါတယ်။ Okay အဲ့ဆိုရင်အဲ့အကြောင်းအရာကိုမပြောခင်ကျော်ရှော်ပန်နဲ့ Brandon Revo ရဲ့အခြေအနေကိုရင်ပြောလိုက်ကြအောင်။တတင်းထောက်တယောက်ကမေးတယ်ကျော်ရှော်ပန်ကိုခမဒီပွဲမှာထိတ်တောင်းယူဖို့ကိုမကြိုးစားခဲ့ဘူးလား။တော်လားရှင်ပဲရှင်ထိုးတဲ့အနေထားမှာဆိုတော့သူတို့လည်းဒီ ပန်ဒန်ရေဝေါ်ရောချောချောပန်ရောထိတ်တောင်းယူတဲ့ပုံစံမျိုးမြေပြင်မှာတစ်ခေါက်မှမတွေ့ရဘူးဆိုတော့သူတို့အဲ့လိုမျိုးမင်းခင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့ချောချောပန်ပြန်ဖြေတာလည်းတကယ်ကိုယုံကြည်ရှိပါတယ်။ပြောပါဖြေသွားလဲဆိုရင်တူဘကလက်တီထိုးချက်တင်တဲ့တကယ်ကိုထိအောင်ပန်ဒန်ရေဝေါ်ကိုထိုးခင်းနိုင်တယ်ဒါပေမဲ့အဲ့ထက်တောင်မှပိုပြီးတော့ပြင်းတယ်သူလုံးဝမထင်ထားတော့တဲ့လက်တီပါဝါမျိုးနဲ့ဘရန်ဒန်ဒရယ်ဘောသူ့ကိုပြန်တီးတာလေသူချောပန်အဲ့လိုတိပြောတာပါတယ် လုံးဝကိုမထင်ထားဘူးလေအဲ့လောက်ထိပါဝါပြင်းမယ်လို့ကျွန်တော်လုံးဝမထင်ထားဘူးလေအဲ့တော့သူလည်းအဲ့လိုမျိုးမခံနိုင်တော့ဒီ Brandon Roy ကိုထိတ်တောင်းယူဖို့ကြိုးစားပါသေးတယ်အဲ့တော့ထိတ်တောင်းယူဖို့ကြိုးစားတဲ့အချိန်မှာဒီကနာကိုအချင်းချင်းပေါ့နော်ဒီ Brandon Roy နဲ့ Joshua Ban နဲ့ကတ်သွားတဲ့အချိန်မှာ Brandon Roy ရဲ့ခြေထောက်ကရှည်ကြီးဆိုတော့သူ့ရဲ့ဒူးက ဒီကျော်ချော်ပန်ရဲ့မျက်နှာတွေရောက်ရောက်လာတယ်ဆိုပြောပြောထားပါတယ်။အဲ့ဒါနဲ့ဟာဒါလောကမဖြစ်တော့ဘူးဗျာတတိထားမှရတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျော်ချော်ပန်ကပြန်ပြန်ခွာလိုက်တယ်ပေါ့နော်။အဲ့တော့ကြောင့်မဲ့သူထိတ်တောင်းမလုပ်ဖြစ်တာပါတယ်။အဲ့တော့သူပြောတဲ့ပုံစံကတော့ဒီ ground game လဲဆွဲခေါ်ကစားဖို့သူကစဉ်းစားခဲ့တယ်ဆိုတဲ့အနေထားပေါ့နော်ကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့ကျော်ချော်ပန်ကအဲ့လိုမျိုးအနေထားကြပြောမယ်ဆိုရင်သူ့ရဲ့လက်တီပါဝါကဘလို့မှ Trenton Rebel ကိုအလေးထိုးနိုင်တဲ့ပုံစံမျိုးမဟုတ်ဘူးဆိုတော့သူနားလေသွားတယ်။ဟိုဘက်ကပြန်လာတဲ့လက်တီကိုမှသူကပြန်ကြောက်နေရတဲ့အခြေအနေ။ပြန်ရှောင်နေရတဲ့အခြေအနေဗျ။နင်းရိုင်းနှင်းနဲ့ဖြစ်သွားတဲ့အခြေအနေတွေဖြစ်တယ်။ဒါမှ Brandy Brandon Rebel ရဲ့လက်တီ Joshua Ben ကိုပြန်ထိတဲ့အချိန်မှာပြောမယ်ဆိုဆိုးရင်ရတယ်ဗျ။ Risk ယူရတဲ့အနေအထားဖြစ်ခဲ့ပါတယ်။အဲ့တော့ Joshua Ben ကတန်တော့လုံးဝတဘောပေါက်သွားတယ်။ 5 IQ ကောင်းလို့ဆိုတော့အဲ့ဒါကိုခေါ်တာပေါ့နော်ကျော်ကျော်ဘန်းအဲ့တော့ကျော်ကျော်ဘန်းဘယ်လိုမျိုးပြန်လှုပ်သွားလဲဆိုရင်ဒီ Brandon Revo ကခြေတော့ပေါ့နော်အရှက်ထုတ်လာတဲ့ခြေတော့ကိုသူက psychic ကံပြီးတော့ရောက်အောင်ကိုဖြိုသွားတော့ပါ သူ့ရဲ့ game plan လုံးဝမှန်တယ်နော်နောက်ဆုံး second ပိုင်းမှာ Brandon Revo ကလုံးဝလှဲကျသွားပြီးအဲ့မှာဘယ်လိုမှပြန်ထလို့မရတဲ့အခြေအနေတွေဖြစ်သွားပါတယ်အဲ့တော့ဘာကြောင့်အဲ့လိုမျိုးပြောလဲဆိုရင်ဒါပွဲဖြတ်နိုင်တဲ့အခြေအနေကြာအလေးထုတ်အနိုင်ရမယ့်အခြေအနေပါ ဒါမဲ့အချိန်ပြည့်တော့ပေါ့နော်အဲ့ဒါကြောင့်ဒီအမှတ်နဲ့ဖြစ်သွားတော့ပေါ့အဲ့တော့ Brandon Rayway ရဲ့ခြေတော်ကလုံးဝအဆုပ်ပြတ်တက်နေတော့လမ်းတော့မလျှောက်နိုင်တော့ဘူးအဲ့ဒါတော့ဟုတ်လေဟုတ်ပါတယ်ကျွန်တော် movie fan ကိုအဆအဆုံးပြန်ကြည့်တဲ့အချိန်မှာအဲ့ဒီနောက်ဆုံး second ပိုင်းမှာတော့ Brandon Rayway ဘလုံးမအတုပ်လို့မရတော့တဲ့အချိန်တွေဖြစ်သွားပါတယ်အဲ့ဒါကြောင့်ကျွန်တော်က Josh Shaw Ban ကိုချီးကျူးတာပါသူ့ရဲ့ game plan ကသူ့ရဲ့ fight IQ တကယ်ကိုကောင်းပါတယ်ပွဲဘလို့ဖြတ်မလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒါကြောင့်လဲအခုလိုတပါကြောင်ဖြစ်နေတာပေါ့ โอเคအဲ့တော့တပိုင်းပေါ့ဟုတ်ပြီအဲ့ဆိုရင်ခုနပြောခဲ့တဲ့ဒီ Alexander Pantoja Alexander Pantoja က Joshua Bengal ကလုံးဝကို respect ပေးတယ်သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ကောင်းကောင်းမွန်မွန်စကားပြောသွားတာဖြစ်ပါတယ်အဲ့တော့ interview မှာပါဖြေသွားလေးဆိုရင် Alexander Pantoja ဟာဒီဒီ clear ရတယ်ကျွန်တော်ရဲ့အခက်ခဲဆုံးပြိုင်ဘက်ဖြစ်လာမှသိချတယ်ဒီခရီးအခုမှအသက်23နှစ်ပဲရှိသေးတယ်အဲ့ဒါကိုချန်ပီယံစင်ကိုခွင့်လဲရရှိတဲ့အထိကိုသူစွမ်းဆောင်ပြနိုင်တယ် တကယ်ကိုဂုံယူဖို့ကောင်းတယ်တကယ်ကိုချီးကျူးထိုက်တဲ့ကလေးပါတယ်ကျွန်တော်အသက်23နှစ်မှာကျွန်တော်အစားထောက်ဆိုင်ကြီးမှာပကံဆေးတဲ့အလုပ်ပဲလုပ်နေသေးတယ်ဒီဒီမှာကျော်ရှုံပန်ကတော့တကယ်ကိုထိတ်တန်းအဆင့်ကြီးရောက်လာတယ်ပေါ့ဗျာအဲ့ဒါကိုချီးကျူးပြောဆိုနေတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကလည်းပွဲပေါင်းများစွာကစားခဲ့ပြီးပြီတဲ့ပြန်ပက်ကောင်းများစွာနဲ့လည်းကျွန်တော်ရင်ဆိုင်ခဲ့ပြီးပြီတဲ့ဒါပေမဲ့အခုကျော်ချော်ပန်နဲ့ကြတော့တကယ်ကိုရင်ခုန်မှုကောင်းနေပါလိမ့်မယ်။သူအဲ့လိုဖြေသွားပါတယ်။ဘာလို့ဆိုရင်သူလည်း သူရဲ့ challenge ပေါ့နော် new challenge ဖြစ်တယ်ပြီးတော့ဒီ new blood တော့ခေါ်တဲ့ new generation နဲ့သူကတွေ့ရတယ်ဆိုတော့သူ့အတွက်တကယ်ကို challenge ဖြစ်တယ်တဲ့အဲ့လိုမျိုး challenge ဖြစ်တာကိုလည်းသူအရန်ကိုကြိုက်ပါတယ်ဆိုပြီးတော့ပြောသွားတာဖြစ်ပါတယ်ပြီးတော့ Joshua Ben ကိုလည်းအရန်ကိုလေးစားတယ်ဆိုပြီးတော့ဒီလိုမျိုးသူ့ဘက်ကအုံပြန်ပြောဆိုသွားတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်က Joshua Ben ကတော့ဒီ Brandon Silva ကိုလည်းအနံ့ယူတယ်ပြီးတော့ ranking 1နေရာမှာရှိတဲ့ fighter ကိုလည်းအနံ့ယူပြနိုင်တယ်အဲ့ဒါတော့ ်လုံးဝကိုလေစားတယ်ဆိုပြီးပြောသွားပါတယ်ပြီးတော့ Brandon Reward ဒီပွဲမှာဘာလို့ ground game ခေါ်မစော့တာလဲဆိုတော့တော့သူနည်းနည်းမေးခွန်းထုတ်ချင်တဲ့ပုံစံဖြစ်နေပါတယ်အဲ့တော့အလုံးမသိကြတယ်အဲဒီ Alexander Pantoja ကတော့ခိုင်ကာတော့ France ကိုထိတောင်းယူပြီးတော့ချုပ်ကွက်တဲ့အဆုံးသက်တာဖြစ်ပါတယ်အဲ့တော့ Joshua Ban ကိုလည်းသူအဲ့လိုမျိုးပဲစဉ်းစားထားမှာပဲဘာလို့လဲသူ interview ဖြေသွားတဲ့ပုံစံအနေထားကိုကြည့်ရင် ဘာလို့ Brandon Revol က Joshua Bennett ရှင်ထိုးတယ်လဲပေါ့ဗျာအဲ့ဒါသူ့ရဲ့အမှားဆိုတဲ့အနေထားပေါ့နော်အဲ့လိုမျိုးပုံစံနဲ့ပြောဆိုတော့တာဖြစ်ပါတယ်တကယ်လို့ Brandon Revol ကမြေပြင်ဆွဲခေါ်ကစားမယ်ဆိုရင်ဒီ Joshua Bennett ကိုအနိုင်ယူနိုင်တဲ့အနေထားပေါ့ဗျာအဲ့လိုမျိုးဖြစ်သွားနိုင်တဲ့အနေထားပေါ့ဗျာအဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်သူကဒါပေမဲ့ Joshua Bennett ရဲ့ take down defense ဘိုင်းကိုလည်းသူ short တော့နေပုံရပါတယ် Joshua Bennett ပြောသလိုပဲမင်း ဘယ်လောက်ထိကောင်းတဲ့ fighter ဖြစ်ပါစေကျွန်တော်ပန်နဲ့မင်းမတွေ့ရသေးဘူးဆိုပြီးတော့သူလည်းပြောဆိုသွားတာဖြစ်ပါတယ်အဲ့တော့တွေးမှတီးမှာပေါ့ဗျာဟမ်ဒါပါထိတ်တန်း defend ဘယ်လောက်ထိကောင်းလဲဘန်ကိုထိတ်တန်းယူရတာဘယ်လောက်ထိခက်ခဲလဲဆိုတာဒီ legendary fan တို့ကြားပွဲရောက်မှပြင်ဒီမှာဖြစ်ပါတယ်အဲ့တော့တို့တို့နှစ်ယောက်ရဲ့ပွဲကိုဘယ်တော့ system ပေးမလဲဆိုတော့ကျွန်တော်တို့မသိသေးဘူးတရင်ထောက်တယောက်ကကျော်ရှော့ဘန်ကိုမေးတဲ့အချိန်မှာဂျွန်ဂျုံကလည်းအသက်23နှစ်မှာကမ္ဘာချန်ပီယံဖြစ်ခဲ့ပြီတဲ့ အဲ့တော့ခမရရောဂျန်ဂျုံလိုပဲ23နှစ်မှာချန်ပီယံဖြစ်အောင်စွမ်းဆောင်ပြနိုင်မလားဆိုပြီးတော့မေးတော့ပါတယ်ဒါပေမဲ့ကျော်ရှောပန်ကတော့လာမဲ့ဆေးလာပိုင်းဆေးရနေ့မှာသူကအသက်24နှစ်ပြည့်ပါတော့မယ်အဲ့တော့သူ့ဘက်ကတော့ဂျန်ဂျုံလိုပဲလှုပ်ပြချင်ပါမယ်လက်ရှိဒီတန်ရာရထားတဲ့ဟာလေးကြောင့်ဒေါက်တာတကရတော့သူ့ကိုပွဲကစားခိုင်းမှာမဟုတ်ဘူးဆိုပြီးတော့ကျော်ရှောပန်ကတော့ဖြေဆိုသွားတာဖြစ်ပါတယ်ဟုတ်ပါတယ်သူလည်းဒီချေမတန်ရာရထားတယ်ပြီးတော့အခုဒီပန်ဒရယ်ဝန်နဲ့အကျိတ်အနေကစားခဲ့တဲ့ ဟာတွေရှိနေတော့ကောင်းကောင်းအနားယူဖို့လိုပါတယ်။အဲကျွန်တော်ပြောချင်တာကတော့23မှာမဖြစ်ရင်လည်းထားလိုက်ပေါ့နော်။24မှာပေါ့။ဒါကတော့အသက်24မှာချန်ချန်ဖြစ်ရင်လည်းဒုတိယအသက်အငယ်ဆုံးဖိုင်တာဖြစ်သွားမှာပေါ့ဗျာ။အဲတော့ကောင်းပါတယ်။အာနောက်တစ်ခုကတော့ Legend of Phenogia အသက်35နဲ့ရှိနေပြီ။နောက်နှစ်မှကစားမယ်ဆိုရင်တော့ပို့ပြီးတော့တင်ချတယ်။ကြော်ကြော်ပဲနိုင်ဖို့ရာခိုင်နှုန်းပို့များတယ်ပေါ့နော်။အဲ့ဒါတော့လုံးဝတင်ချပါတယ်။ โอเคအဲ့ဆိုရင် UFC ဘက်ကဘယ်တော့ point တွေပြင်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video မှာပြန်ဆုံမယ်